ဟုတ်ကဲ့ပါကိုရီးယားနိုင်ငံမှာ1989ဂျွန်လ10ရက်ကျောင်းသားရေးခင်းဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီရေးခင်းနှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်ပြီးကိုရီးယားအဖွဲ့အစည်းတွေနဲ့မြန်မာအဖွဲ့အစည်းတွေပူးပေါင်းပြီးဓာတ်ပုံပြပွဲကျင်းပပြုလုပ်ခဲ့ကြတာပါယနေ့ကျွန်တော်တို့ကိုရီးယားနိုင်ငံအင်ချွန်းဒေသပူပြောင်းပူတာရှိမှာပူပူအဖွဲ့အစည်းအပါအဝင် ကိုရီးယားနိုင်ငံအရသာအဖွဲ့များဖြစ်ကြတဲ့တရား၆ခွဲ့အပါဝင်နောက်ပြီးတော့ကျွန်တော်တို့မြန်မာဘုံအဖွဲ့နောက်ပြီးတော့ MDNC တို့ပူးပေါင်းပြီးတော့ခုနှစ်တဲ့ဓာတ်ပုံပြပွဲပြသနေတာဖြစ်ပါတယ်ခင်ဗျာဒီဓာတ်ပုံပြပွဲဟာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့လက်ရှိနေဦးတော်လန်ရေးမှာတိုက်ပွဲမှာတော်ဝင်တော်လန်နေကြတဲ့ပြည်သူများရဲ့ဓာတ်ပုံများနောက်ပြီးတော့ဒုက္ခသည်များရဲ့ဓာတ်ပုံများစစ်ဘေးရှောင်များရဲ့ဓာတ်ပုံများပြီးတော့ PDF မှာတိုက်ပွဲဝင်နေကြတဲ့အမျိုးသားအမျိုးသမီးများရဲ့ဓာတ်ပုံများကိုကျွန်တော်ထဲထဲဝင်ပြသထားတာဖြစ်ပါတယ်ခင်ဗျာ လက်ရှိမြန်မာဒီမိုကရေစီရေးဓာတ်ပုံပြပွဲကိုမြန်မာ VOAN ຫນွေဥစင်တာက UCP, AMF, DMC, ဆီယနာတိမ့်မှုစန့်ကျင်ရေးကော်မတီကိုရီးယားတို့နဲ့အတူမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ဓာတ်ပုံတွေကိုဘူဖြောင်းဘူတာရှိပြည်သူရင်ပြင်အဝိုင်းမှာခင်းကျင်းပြသခဲ့ကြပါတယ်ဒီဓာတ်ပုံပြမှာမှာနော်ဟိုမြန်မာနိုင်ငံအတွက်တိုက်ပွဲဝင်နေတဲ့အမျိုးသမီးတွေအကြောင်းကိုလည်းဓာတ်ပုံတွေပြတ်တာထားရပေါ့နော် အဲကြောင့်မလို့ကိုရီးယားတွေကလည်းလာရောက်ပြီးတော့ကြည့်ရှုကြတယ်။ဘာဖြစ်လဲဆိုအမျိုးသမီးတွေကိုယ်တိုင်ဟိုအသက်တွေချွေရင်းပြီးတော့ပါဝင်နေတဲ့တရားမှသူတို့တန်တော်ဖြစ်ပြီးတော့လာပြီးတော့လည်းမေးမြန်းကြရပေါ့နော်။စိတ်ဝင်စားကြရတယ်။အဲကြောင့်မလို့အွန်လိုင်းရေးရလဲအောင်မြင်မယ်လို့ယုံကြည်ပါတယ်။တောင်ကိုရီးယားမြို့တော်ဆိုးမြို့နယ်လွှတ်တော်ရဲအထိအခုလိုတပ်ပုံပြပွဲဒီကိုဆက်လက်ပြသသွားဦးမှာလို့လဲဆိုပါတယ်။ ပေ့ဂျင်နယ်မက်ဆေ့ကရှင်းရှင်းလင်းလင်းလေးပါကျွန်တော်ကအကြမ်းဖက်လိုရဲစစ်ဆန္ဒရှိရမဟုတ်ဘူးအပြည်တွင်းစစ်ဖြစ်နေရမဟုတ်ဘူးဒါရင်းရင်းကျန်းကျန်းနဲ့ဆန္ဒပြလာတဲ့ဂေးတဲ့ပုံတွေဟိုးတော်လိုင်းရင်းစနေပြီးလက်ရှိအချိန်ထိစစ်အာဏာရှင်ရဲ့ဘလောက်ထိအောင်ရက်ဆက်ရုပ်မာလေကြမ်းကြုတ်လေဆိုတဲ့ပုံတွေဒါ extra load တဲ့ကန္တာမျိုးတွေဒါပြည်သူရဲ့တော်လန်စစ်ကတဖြည်းဖြည်းချင်းဒီနေ့ဘလို့အချိန်လေးထိရောက်လာပြီးလက်ရှိအချိန်ဒီပုံမှာ ဘလို့ဖြစ်ပြနေလဲဆိုတဲ့အခြေအနေကြီးကိုကျွန်တော်တို့ပြသထားဖြစ်ပါတယ်ဒီကနေပြောမှဒီဓပုံပြပွဲအနေမှာတဆင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုဘလို့မျိုးပြည်သူတော်လိုင်းပေါက်ွားလာလဲဆိုတဲ့အခြေအနေကိုကျွန်တော်ရှင်းလင်းလင်းသိရမှာဖြစ်ပါတယ်ဒီဓပုံပြပွဲကအင်ချွန်းဒီဘူဖြောင်းကိုရီးယားမှာဝင်မှုပါဘူးဒါကျွန်တော်တို့ဆိုးမျိုးတွေမှာလည်းထပ်ပြီးလာတူဒီဓပုံပြပွဲကြီးကျင်းပဖို့ရှိပြီးတော့တောင်ကိုရီးယားနိုင်ငံမျိုးသားလွတ်တော်တွေမှာလည်းဒီဓပုံပြပွဲကိုကျွန်တော်ဆက်လက်ပြီးတော့ကျင်းပသွားဖို့စီစဉ်ရှိပါတယ်ဗျာ ဆရာနာရှင်စနစ်ကြောင်းကျွန်တော်တို့ပျက်စီးဆုံးရှုံးရတဲ့ကျောင်းသားစာသင်ကျောင်းနေရဲ့အခြေအနေတွေပြီးတဲ့ခါကျရင်ဘဝတွေရဲ့အခြေအနေတွေအဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ပြသနာခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘောနော်ဘလိုပဲဖြစ်နေဖြစ်နေဒီရက်ဆက်ကြံ့ကြုံမှုတွေစစ်ပွဲတွေကြားထဲနေပြီးတော့ဒီဘောနော်ကြားကြားရရနေပြီးတော့ကျွန်တော်ရည်ရတရားတွေရှိတယ်အလားတရားတွေရှိတယ်ဆိုတော့ပြသတာလက်ပုံတွေပေါ့အခုလိုပွင့်လန်းပါစေမြမပြေဓာတ်ပုံပြပွဲကို နှစ်ရက်ကြာပြုတ်လုခဲ့ကြသလိုပဲတောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေဟာ အပတ်စဉ်ဆန္ဒပြပွဲတွေကိုလည်းပုံမှန်ပြုတ်လုနေကြပါတယ်ခင်ဗျာ ကျွန်တော်မောင်တူးပါ